ဂါဇာကမ်းမြောင်ဒေသနဲ့ပတ်သက်ပြီးတော့လက်တွေ့ကြတဲ့အီဂျစ်ရဲ့အစီအစဉ်ကိုဥရောပကောင်ဆောင်တွေကထောက်ခံကြပါတယ်။ဥရောပသမဂ္ဂ EU ရဲ့ထိပ်တန်းနိုင်ငံတွေကဂါဇာကိုပြန်လည်တည်ဆောက်ဖို့အာရဗ်နိုင်ငံတွေရဲ့အစီအစဉ်ကိုထောက်ခံကြောင်းပြောလိုက်ပါတယ်။ဒီစီစဉ်ဟာဒေါ်လာ53ဘီလီယံကုန်ကျမယ်လို့ခန့်မှန်းထားပြီးပါလက်စတိုင်းကိုသူတို့နိုင်ငံတွေကလည်းရွှေ့ပြောင်းလာမျိုးတော့မပါဝင်ပါဘူး။အီဂျစ်ကရေဆွပြီးအာရဗ်ကောင်ဆောင်တွေထောက်ခံတဲ့ဒီစီစဉ်ကိုအင်ဇူနဲ့အမေရိကန်သမ္မတထရန်တို့ကတော့လုံးဝကန့်ကွက်ဆန့်ကျင်ထားပါလိမ့်။ ခန့်ဟာဂါဇာဒေသကိုအရှေ့လယ်ပိုင်းရဲ့ Riveria အဖြစ်ပြောင်းလဲဖို့သူမြင်ကို ထုတ်ဖော်ပြထားပါတယ်စနေနေ့တော့ကပြင်သစ်ဂျာမနီအီတလီနဲ့ပြည်တွင်းတွေရဲ့နိုင်ငံခြားရေးဝန်ကြီးတွေကဒီစီဇန်ကိုလက်တွေ့ကျတယ်လို့ကြေဆိုခဲ့ပါတယ်ဒီစီဇန်ဟာဂါဇာကို၅နှစ်အတွင်းပြန်တည်ဆောက်ဖို့တောင်းဆိုထားတဲ့အစီအစဉ်လည်းဖြစ်ပါတယ်သူတို့ထုတ်ပြန်ချက်မှာဒီဆိုဟာဂါဇာမှာလူတွေရဲ့ဘေးအန္တရာယ်ဖြစ်တဲ့နေထိုင်မှုအခြေအနေကိုမြင်းမြန်ဆန်ဆန်နဲ့ရေရှည်တည်တံ့အောင်တိုးတက်စေမယ်လို့ဖော်ပြထားပါတယ် ဒီစစ်နမဂါဇာကိုလွတ်လပ်တဲ့ကျွမ်းကျင်သူတွေရဲ့ကော်မတီတစ်ခုကယာယီအုပ်ချုပ်ဖို့နဲ့နိုင်ငံတကာညီကျန်းရေးထိန်းသိမ်းတဲ့တပ်ဖွဲ့တွေနေပြည်ဖြန့်ကျက်ဖို့လည်းတောင်းဆိုထားပါတယ်။ဒီကော်မတီအားလူသားချင်းစာနာမှုဆိုင်ရာကိုယ်ညီတွေကိုကြီးကြပ်ပြီးပါလက်ဆိုင်အာလမိုင်ဖွဲ့ရဲ့ကြီးကြပ်မှုအောက်မှာဂါဇာရဲ့အရေးအရာတွေကိုယာယီစီမံခန့်ခွဲမှာဖြစ်ပါတယ်။ဒီဆိုဟာအမေရိကန်ကဂါဇာကိုသိမ်းပိုက်ပြီးလူတွေကိုပြလိုက်နေရာခြားထားဖို့ထရန့်ရဲ့ကြံကိုအစားထိုးတဲ့အစီအစဉ်လည်းဖြစ်ပါတယ်။ ဒီစစ်စစ်ကိုအီဂျစ်ကအင်္ဂါနေ့မှာ RF ဖွဲ့ချုပ်ရေးပေါ်ထိပ်သီးစီးပွဲမှာတင်ပြခဲ့ပြီးနောက်ပါလက်စတိုင်းအာဏာပိုင်ဖွဲ့တဲ့ဟာမတ်စ်တို့ကကြိုဆိုခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတအီယူရောနဲ့အစ္စရေးနိုင်ငံရဲ့ဝန်ကြီးဌာနကဒီစစ်စစ်ဟာဂါဇာရဲ့လက်တွေ့ခြေနေကိုဖြေရှင်းဖို့မအောင်မြင်နိုင်ဘူးလို့ပြောပါတယ်။ဒေသခံတွေဟာအပြည့်စည်းနေနဲ့မပေါက်ကွဲသေးတဲ့လက်နက်တွေဖုံးနေတဲ့နေမြေမှာလူသားဆန်စွာနေထိုင်လို့မရဘူးလို့ထရန့်ရဲ့မြို့သားလူကြိုရေးကောင်စီပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Brian Hughes ကပြောပါတယ်။သမ္မတထရန့်ဟာ ဟာမတ်စ်ကင်းစင်နဲ့ဂေါဇာကိုပြန်တိဆောက်ဖို့သူ့ရဲ့အမြင်ကိုဆက်လက်ထောက်ခံတယ်လို့ထုတ်ပြန်ကြမှာထပ်ဖြည့်ထားပါလေ။ဥရောပလေးနိုင်ငံကထုတ်ပြန်နဲ့ထုတ်ပြန်ကြမှာတော့အာရကကမဂထအစိုးရမှုကိုလက်တွဲဖို့ဂရီကိုပြုထားပြီးအရေးကြီးတဲ့ဖော်ပြချက်ဖြစ်သိမှတ်ပြုပါလေ။ထုတ်ပြန်ကြမှာဟာမတ်စ်ဖွဲ့ဟာဂေါဇာကိုအုပ်ချုပ်ခွင့်မရှိရပါဘူး။အစ္စရေးကိုလည်းမချင်းချောက်နိုင်အောင်ဘူးလို့ဖော်ပြထားပြီးဒီလေးနိုင်ငံက ပါလက်စတိုင်းအော်နာဘိုင်ဖွဲ့ရဲ့ဗဟုခံခဲ့တာနဲ့ပြည်ပြောင်းပြောင်းလဲရေးစီစဉ်ထောက်ခံတယ်ဆိုပါတယ်ဒီစီစဉ်ကိုဂါဇာရဲ့ပြည့်ပြည့်လွယ်တဲ့ပြစ်ခတ်ရေးစည်းသဘောတူညီချက် ပြုတ်ကွဲမှုကိုဆွေးမှုတွေတိုးလာခြင်းရေးဆွဲခဲ့တာဖြစ်ပါတယ်အပြည့်ရစည်းရေး6ပတ်ကြာပထမဆင့်သဘောတူညီချက်ဟာမလတရနေ့မှာတက်တန်းကုန်သွားပြီဖြစ်ပါတယ်အစ္စရေးကဟာမတ်စ်ကိုဖိအားပေးပြီးမေကန်ရဲ့ပြစ်ခတ်ရေးစည်းသဘောတူညီချက်တိုးဖို့အဆိုအသက်ကိုလက်ခံဖို့အကူအညီတွေနေမြေတဲ့ဝင်ခွင့်ကိုပိတ်ထားပါတယ် ဒီတန်းတိုးတဲ့အခါမှာဂါဇာမှာဖမ်းထားတဲ့တစားကန်တွေကိုပါလက်စတိုင်းကျင်းသားတွေနဲ့လဲလှယ်ဖို့လည်းပါဝင်ပါတယ်။ဟာမတ်ကတော့ဒုတိယဆင့်ကိုသဘောတူထားတဲ့အတိုင်းစတင်တင်တယ်လို့တောင်းဆိုထားပြီးဒီဆင့်မှာစစ်ပွဲအဆုံးသတ်ပြီးအစ္စရေးတပ်ဖွဲ့တွေအပြေးအဝါဆုတ်ခွာဖို့ပါဝင်ပါတယ်။ပရိမကစတင်ကလေးကဂါဇာလူမှုရေးရဲ့နှစ်တသမာသုံးသန်းနီးပါးဟာသူတို့နေအိမ်တွေကနေဆုတ်ခွာခဲ့ရပါတယ်။2023အောက်တိုဘာမှာဟာမတ်စ်ရဲ့တိုက်ခိုက်မှုကြောင့်လူ1200လောက်သေဆုံးပြီ 152ဦးတစားကန်အဖြစ်ဖမ်းဆီးခံရပြီးနောက်အစ္စရေးကဆက်စင်ရေးစတင်ခဲ့တာပါဂါဇာဟာကြီးမားတဲ့ပြည်စီမှုတွေခံစားခဲ့ရပြီးလူသားချင်းစာနာမှုအကျိုးသက်ရောက်မှုအများအပြားရှိခဲ့ပါတယ်ဟာမတ်စ်တန်ကျိုတဲ့ဂျမိုင်းဝန်ကြီးဌာနအဆိုအရအစ္စရေးရဲ့ဆက်စင်ရေးတွေပါလက်စတိုင်းလူမှုဦးရေ4800ကျော်သေဆုံးပြီးနေမျိုးရရှောက်အခြေခံအဆောက်အအုံများစွာလေကြောင်းတိုက်ခိုက်မှုနဲ့ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်